ကဲ eco printing လုပ်တဲ့နေရာမှာအဓိကကြတဲ့အရွက်ကလေးတွေခင်းတာကိုပြထားပါတယ်အာဒီအရွက်ကတော့ဟိုဟာကြောင်ရှာရွက်ကြောင်ရှာရွက်အဲ့ကြောင်ရှာရွက်ကလေးတွေကိုအနုရောအရင်ရောကိုရောပြီးတော့မှထည့်ထားတယ်အနုအရင်ကထွက်အနုအရင်ကထွက်လာလို့ရှင်အယောင်ကမတူဘူးเนาะအနုလေးရဲ့အရင်လေးရဲ့ကိုမှောက်တချို့မှောက်တယ်တချို့လှန်ပြီးတော့မှ နောက်ထပ်ပိုနေတဲ့ပိဿာလေးကိုအပေါ်မှာထပ်ခင်းပြီးတော့ဟို blanket ခင်းတယ်လို့ခေါ်တယ် blanket ခင်းတဲ့နီးနဲ့ခင်းပြီးတော့မှခင်းပြီးတော့မှလိတ်ပါတယ်ဒီပွင့်ဖက်ဝါဝါလေးတွေကလေ marigold လို့ခေါ် marigold flower လို့ခေါ်တယ်ထပ်တရားပန်းပေါ့နော်ဒီလိုအလုံးနေပန်းအလုံးနေနော်အဲ့ပန်းလုံးလေးတွေကိုပွင့်ဖက်လေးတွေကိုခြွေပြီးတော့မှခင်းထားပါတယ်ဒီဇိုင်းလေးကတော့ကိုကြိုက်တဲ့ဒီဇိုင်းလေးခင်းမယ်ခင်းပြီးတော့အဲ့ဒါလေးကိုလိမ့်မယ်လိမ့်ပြီးတော့မှကျစ်နေအောင် ပေါင်းအိုးရဲကိုထည့်ပြီးတော့တနာ ਈ ခွဲလောက်ပြုတ်ပါတယ်ပြုတ်ပြီးတော့မှပြုတ်ပြီးတော့မှဖြန့်ပါတယ်ဖြန့်ခင်းပြုတ်ပြီးတော့မှအဲ့ဒီထုပ်ကိုဖြန့်ပါတယ်ဖြီးပါတယ်အထုပ်ဖြီးတယ်လို့ခေါ်ရနော်အဲ့လိုဖြီးလိုက်တဲ့အခါမှာအရန်ဝမ်းသာစရာအရန်ပျော်စရာကောင်းတဲ့အချိန်လေးတွေဖြစ်လာပါတယ်ကိုထည့်လိုက်တဲ့ကိုစီလိုက်တဲ့အရွက်ကလေးတွေအပွင့်လေးတွေကဘလို့အယောင်လေးတွေထွက်မလဲဘလို့ကလတ်လေးတွေနဲ့ဘလို့ဒီဇိုင်းလေးတွေထွက်လာမလဲဆိုတာမြင်ရတဲ့အချိန်မှာအရန်ကိုပျော်ရွှင်စရာကောင်းတဲ့အချိန်လေးဖြစ်ပါတယ် ပြီးတော့ကတ်နေတဲ့အရွက်ကလေးတွေကိုခွာမယ်ခွာပြီးတော့အဲ့ဒီတပက်ကလေးကို ခြေသားတပက်ကလေးကိုအချောက်လမ်းမယ်အချောက်လမ်းပြီးတော့အဲ့ဒါကို modern ပြန်စင်ရပါတယ်အရွက်ရဲ့အရာလေးတွေလွင့်ထွက်မသွားအောင်လို့ချုပ်တဲ့အနေနဲ့ modern ပြန်စင်ရပါတယ် modern ကဘယ်လို modern မျိုးကိုစိန်လဲဆိုတာကိုတသက်ပြန်ရွေးရပါတယ်ရှင်ကဲအားလုံးကြိုက်တယ်ဆွဲမက်ဖွဲ့ကောင်းတယ်ဒီဇိုင်းလေးထွက်လာပါပြီဒီဇိုင်းလေးကလေတော်များများကြိုက်ကြတယ်